တတိယဝါနာ ရှင်ပေါင်းအားလုံးမင်္ဂလာပါစုစံပေးကိုအားပေးတဲ့စုစံရဲ့မိတ်ဆွေတွေဝါနာရှင်တွေလေ့လာပြီးထူနေအောင်လို့ကျွန်တော်2025ရှိချိန်ရဲ့ဒါနောက်ဆုံးပိုင်းဖြစ်ညဝေလိုက်ပါတယ်ဒီထဲမှာလက်ဆောင်ကဏ္ဍလေးတွေအားလဲသူ့ဆိုင်နေသူအကုန်ရှိပါတယ်လက်ဆောင်ကဏ္ဍလေးတွေများတယ်ဆိုရင်လည်းမိမိကြိုက်နေတဲ့ကဏ္ဍလေးတွေပါရင်ရွေးပြီးထိုးပါအဲ့တော့ဒီမူလေးဟာ ဒါမူကတော့အကြီးပါဒါပေမဲ့ကျွန်တော်ကလနာမိဒီလောက်ပဲပြမှာပါကနန်းပြောင်းထွက်တဲ့ సైకిల్ လေးပါဒီဘက်မှာတဲ့ငါတင်ငါတဲ့ဒီဘက်ငါနှစ်ချားလိုက်လို့ရှိရင်ဒါခွန်လေးတေးတဲ့ဒီငါပြင်ငါရဲ့ဒီဘက်နှစ်ကသုံးမိမြောက်368ဆိုတဲ့ခဏလေးဟာဒီဘက်မှာခွန်လေးတေးတပင်ကျော်မှာသူကလိုက်ကြတာပါ ဲ့လိုကြတော့ဒီခွန်လေးတစ်ထွက်တဲ့နှစ်ထဲမှာဒီဘက်နှစ်ထဲမှာအိမ်မှာငါကိုခွန်တို့ဒီဘက်နှစ်မှာနှစ်နှစ်လေးတို့ဒါခဏနေမူတည်ထဲတာပါဒါဒီဘက်မှာအရှိကြီးပါကျွန်တော်ဒါဒီဘက်ကကလန်နာမမီလို့မပြတာပါဒါစိုက်ကြီးကြိုက်ကြီးပါကျွန်တော်ပေါက်ခဲခဲစိုက်ပါအဲ့တော့ဒီဘက်မှာဘယ်လိုလုပ်လို့လုံးဆိုတော့ဒီမှာဒီချိန်မှာတို့ကဒုတိယချိန်မှာခွန်တို့ညာတို့လို့ထွက်တယ် ငါကိုသေးလို့မူတီထွက်တယ်အဲငါကိုသေးထွက်တဲ့နှစ်ကုံမှာလဲ तू ကဒီထဲမှာတေကို6ကလည်းမူတီထွက်တာပါဒါတေကို6ပါအဲ့လိုတေကို6လို့ထွက်ပြီးမှတိုင်မင်ကိုက်မှာဒီငါကိုသေးတိုင်မင်ကိုက်မှာ6ခုနဲ့တဲ့အဲ့6ခုနဲ့ကဒီမှာခွန်လေးရှိလို့တည်တယ်ဒိတ်စီလေးကြီးနောက်ပိတ်က9ခုနဲ့လို့မူတီထည့်ပြီးမှ6ခုနဲ့ဆိုတဲ့ခဏလေးထွက်တာပါထွက်ပြီးမှဒီအချိန်မှာ तू က 361လို့ဆိုနောက်ပိတ်တော့လို့မူတီထောင်ပြီးမှဒီမှာ469ဆိုပြီးတော့ဒါဒီနေ့ထဲမှာလိုက်ထွက်တာတော့ပါဒီ469ကလည်းကျွန်တော်မိတ်ဆွေတို့ကျွန်တော်ပြောပြတာပါဒီနေ့ထဲမှာ669ရောင်ထွက်နိုင်တယ်သူရခြေကိုယ်တုံးတို့နှစ်တုံညာနှစ်တို့အစရထွက်နိုင်ပါတယ်ဒီ469ထွက်တဲ့နေ့ထဲမှာတခြားမူတွေလည်းရှိပါတယ်အဲ့တော့နောက်တစ်ကပ်မှာလည်းဒီမှာ ငါငါတက်ပဲတည်းငါနှစ်ချလိုက်ဒီမှာတစ်လေးခုမဲ့တည်းတယ်သူတော့ငါကုတ်ခုံနဲ့ဒီငါငါတက်တော့ငါကုတ်ခုံဘက်က၆တုံးရှိထွက်တယ်လို့တစ်လေးခုနဲ့တစ်နှစ်ကျော်မှခုံခုံငါသူပြီးလိုက်ထွက်တယ်အဲ့လိုထွက်ပြီးမှဒီဘက်မာဒီဘက်မှာတစ်လေးခုံဘက်မှာဒါတိုင်းမင်ကိုက်အကျင်ကိုက်တွေပါနှစ်နှစ်လေးလို့တည်းတယ်ကုတ်ခုံငါလို့ကုတ်ငါခုံလို့တည်းတယ်အဲ့လိုတည်းပြီးမှဒီဘက်မှာ ဒီမှာတုံတုံညာခွန်ဒုတိယအကြိမ်မှာမူတည်တည်တယ်ကုတုံညာငါးလည်းမူတည်တည်တယ်အဲ့နှစ်ထဲမှာလည်းတေကို၆ကလည်းမူတည်တည်တယ်အဲ့လိုထည့်ပြီးမှဒီမှာရှစ်ခုနှစ်ဆိုတဲ့ကဏ္ဍလေးအဲ့ကဏ္ဍလေးကဘုဘကလိုပဲဒီမှာခွန်လေးရှစ်တို့ငါးခုနှစ်လို့အဲ့လိုထိုက်တွေအပိတ်တွေတူပြီးမှရှစ်ခုနှစ်ပဲပြောင်းထွက်တာပြောင်းထွက်ပြီးနောက်နှစ်မှဒီမှာ361ကလည်းပြောင်းထောင်ထားတယ်အဲ့တော့ဒီနှစ်ထဲမှာ ဒီ469ဆိုတဲ့ကဏ္ဍလေးอ่ะဒီချိန်မှာကြာနိုင်တဲ့အတွက်ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်စေတနာပြည့်နဲ့ထုတ်ပြနေတာပါ2025ရှစ်ချိန်မှာကျွန်တော်ရဲ့မိတ်ဆွေတွေဝါနာရှင်တွေကံကောင်းခြင်းတွေပြည့်စုံပြီးချဲဒီတွေပေါက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်